င်းကောင်းများကို တင်ဆက်ပေးဖို့အချိန်တို့ရရှိလိုလာပါပြီဗျာပရလောကဇလံကောင်းများတဲ့အမှာရွေးချယ်ကောင်းတော့တင်ဆက်ပေးလိုက်ပါတယ်ဗျာဟဲ့ကောင်ချစ်တီမှိုင်လိုက်ကြည်လားကွာပါလဲမမိမနားရောက်ကြတော့လိုက်သွားလို့လားအာဘယ်ကလာကူတာတီးယား အရက်တောက်ဖို့ပတ်စံမရှိလို့လူကညစ်နေတာဗျပတ်စံလိုချင်အလုံးလို့ဘောကွအလုံးမရှိတော့လို့ဗောဗျာအလုံးရှိရင်ဒီလိုနေမလားဗျအခုဟာကအလုံးကနားနေရလူသာနားတာဘိုက်ကမနားပါဘူးဗျာအိမ်မှာကလည်းခလေးက3ရောင်နဲ့မိမလှုပ်စားပဲထိုင်စားနေရကြာပြီကိုတာတီးကမိမစီကနေလဲအရက်ဖို့မတောင်းရပါဘူးဗျာ အဲ့ဒါကြောင့်လူကဘူးနေတာဗျ။အော်ဒီလိုလား။ဒါနဲ့မင်းကိုငါမေးရအောင်မ။ပါလဲမေးဗျာ။တခါတည်းလုံယုံနဲ့တလားလောက်ထိုင်စားလို့ရတဲ့အလုံမျိုးမင်းမလုပ်ချင်ဘူးလား။ဗျာ။တခါတည်းလုံယုံနဲ့တလားလောက်ထိုင်စားလို့ရတဲ့အလုံဟုတ်လား။နေစမ်းပါအောင်ဗျ။အဲ့ဒါဘာအလုပ်လဲ။ကျုပ်ကိုပြောစမ်းပါအောင်။ကျုပ်စိတ်ဝင်စားလာပြီ။ ဒီလိုกว่าလူကြားလို့လည်းမဖြစ်ဘူးလာငါနာတို့ကငါတူတူလေးပြောပြမှာဘာလဲပြောပြဒူးဒူးပြောပါစို့လောက်ရမယ်အလောက်ကဂူဖောက်ဖို့ပဲกว่าဗျာဂူဖောက်ရမယ်ဟုတ်လားဒူးဒူးပြောစမ်းမှာချစ်တီးရတကယ်တည်းမှာអော်လိုက်တာပြဲလန်နေရပဲအဲရုတ်တရက်ဆိုတော့ အံ့ဩသွားလို့ပါကိုဒါဒီရဲ့ဒါနဲ့ကျုပ်ကျုပ်ကဘဲကူကိုဖောက်အောင်မာတော့ငါပြောပြမလေးဒီလိုကလုံခဲ့တဲ့တပတ်လောက်ကစိတ်ခနောက်ရွာတရုတ်တည်းဥစိန်ပေါ့ဆိုတာတေးသွားတယ်ကွချမ်းသာတာမှကွာជីကြီးတက်ကိုချမ်းသာတာသူပိုင်နဲ့လဲတွေနွားတွေစီးစင်ဥစ္စာတွေပြီးတော့ကွာမျိုးပေါ်မှာသူပိုင်နဲ့ပွဲုံနေဆိုတာ အနည်းဆုံး3-4ယောက်လောက်ရှိတယ်ကွာ။သူတည်သွားတော့သူ့မှာတမီးနှစ်ယောက်ပဲကြံခဲ့တယ်ကွာ။သူ့အဖေကြီးတည်တော့ကွာ။သူတို့တရုတ်တွေရဲ့ထုံးစံအတိုင်းကုသွင်းတော့မြင်ရွှေရင်းငွေတွေတန်ဖို့ကြီးအသုံးဆောင်ပစ္စည်းထည့်ပေးလိုက်တယ်လို့ငါတရင်အတိအကျရတာလေကွာ။လာမဲ့လာဆန်တရက်နေကြတယ်။တရုတ်ကြီးစိန်ပေါ်ရဲ့အုတ်ကူဖောင်းမယ်လို့ငါစိတ်ကူထားတယ်။သင်ရိုင်းအခြေအနေကိုလည်းငါကြည့်ပြီးသွားပြီ။ ရွာနဲ့တော့တော်တော်တော့လှမ်းနေကွာတော်ယုံတန်ယုံလူမြင်ဖို့မလွယ်ဘူးကွာဒါနဲ့မေးစမ်းပြရစီအောင်ပြခမည်းဒီအလောက်ကိုလှုပ်တော့ဘလောက်ကြာနေပြီလဲကျုပ်ဖြင့်အခုမှသိတယ်ဗျာနှစ်နှစ်လောက်တော့ရှိပြီကွာငါကမင်းကိုယုံလို့ပြောပြတာတခြားဘသူမှသိကြတာမဟုတ်ဘူးအဲငါမိမကလွယ်လို့ပေါ့ကွာခမည်းမိမမခင်စင်ကမတားဘူးလားဗျာ အဲအစားကတော့တားတာပေါ့ကွာနောက်တော့ငွေရမှန်းသိလို့မပြောပဲအသာနေတာကွာဒါပေမဲ့ဒီအလောက်ကဥပဒေနဲ့မကင်းလို့တော့အတော်တော့တတိထားရတယ်ကွာနေစမ်းမအောင်ကိုတာဒီရလူသေးကောင်ထဲတဲ့အုတ်ကုကိုဖောက်တာဥပဒေတွေပါတယ်ရှိသေးလို့လားရှိတာပေါ့ချစ်တီးယာအဲ့ဒါကြောင့်လူသီးမခံပဲခိုးလို့ရတာပေါ့ ခမားပြောတာစိတ်တော့ဝင်စားတယ်ဗျအိမ်မှာလက်ရလက်ရနေနေရတာကြာလာတော့ပြင်းလာအတွေ့ကြုံလေးပါလေရအောင်ခမားနဲ့ကြုတ်လိုက်ခဲ့မယ်ကွာအဲဒါပဲမဲ့နှုတ်လုံးပို့တော့လူမဲကွာဒါတော့စိတ်ချကိုတာဒီဘသူကိုမှမပြောပြဘူးကုံကုံပြောမှာဗျအိမ်ကမိမမသိမ့်ခင်တော့မသိစေရဘူးဗျဟုတ်ပြီလားငါမဲကိုယုံပါတယ်ကွာ ဒါပဲမဲ့နောက်ထပ်သတိထားရမှာကမင်းတရေကြောက်တက်လာရောအဲတရေကိုတော့ကြောက်တယ်ရယ်လည်းမဟုတ်ပါဘူးမကြောက်ဘူးရယ်လည်းမဟုတ်ပါဘူးမြင်လည်းမမြင်ဘူးတခါမှလည်းအချောက်မခံဘူးတော့အဲကြောက်မယ်တော့မထင်ပါဘူးဗျအေးဒါလည်းအရေးကြီးတယ်တရေကြောက်လို့မရဘူးတို့လုံငန်းထွက်ပြေးတာတွေဘာတွေဖြစ်ရင် ပရလောကစည်းကမ်းဖောက်ပြီးအကုန်ဗယံပရာဖြစ်ကုန်တတ်တယ်ကွာဒါဖြင့်လာဆန်းတရက်နေ့ဘမဆုံရမလားကိုဖိုးအေးရဲ့ထန်းတော့မှဆုံမှာကွာယော့ဒါကလောလောဆယ်မင်းအတွက်အရက်ဖို့ဂျေစုပါကိုတာဒီအေးငါသွားပြီဟိကိုတာဒီထွက်သွားတော့ကိုချစ်တီလည်း ကိုတာတိပြေးသွားသည့်ပတ်စံဖြင့်အရက်ဆိုင်သို့ထွက်ခဲတော်တယ်။လာဇန်တရက်နေ့သို့ရောက်တဲ့အခါချစ်တီနဲ့တာတီလည်းချိန်နာသည့်အတိုင်းကိုဖိုးအေးရဲ့ထန်းတော်၌ထိုင်းရီတောက်ရင်အချိန်ဖြုံးနေလိုက်ကြတယ်။နွားရိုင်းသွင်းချိန်ရောက်မှရွာမှထွက်လာခဲ့ကြတယ်။မိမိတို့ရွာနဲ့စိတ်ခနောက်ရွာကချေလင်းသွားပြီဆိုပါကတနားရီခန့်ပင်ကြာသည်။စိတ်ခနောက်ရွာအားည9နာရီကျော်လင်းရောက်မြည်ကိုခမန်းထားကြလေတယ်။ ကိုတတိမေးပြရစီဟုဂူဖောက်ဖို့အတွက်သူ့ရဲ့တစိုးရဲ့တန်တရင်ရဲ့ယူလာတာဟုတ်ပါလက်ထဲကအရက်ပလင်းနဲ့ကြက်ကြော်ဟာဘာလို့ဖို့လဲဗျမင်းနားလဲအောင်ရှင်းပြရရင်မင်းမိမသွားတောင်းတော့ကကတော့ပွဲပါရမှာလားပါလေလीအခုကနေဘာဆိုင်လို့လဲဆိုင်တာပေါ့ကွာသူတစ်ပါးသားသမီးကိုသွားတောင်းရရင်ကတော့ပွဲပါမှာ လူကြီးမိဘတွေကကျေနပ်ကြတာဟုတ်တယ်မလားအခုဟာလည်းထို့အတူပဲလေတင်းကျိုင်းနဲ့ပစ္စည်းကိုသွားယူမှဆိုတော့တင်းကျိုင်းကိုစောက်ကြတဲ့ပုံကိုကျေနပ်အောင်တင်းမြောက်ရတဲ့သဘောပဲချစ်တီးရဩကျုံနာလဲပြီဒါမှငါတို့လုပ်တဲ့လုပ်ငန်းကိုအနှောက်အယှက်ကင်းကင်းနဲ့လုပ်လို့ရမှာကွာကဲအချိန်လည်းတိတ်မရှိတော့ဘူးကွာခတ်တော့တော့သွားကြရတာပေါ့ တာတီးနဲ့ချစ်တီးလဲစိတ်ခနောက်ရွာတင်းညိုင်းတို့ရောက်ရင်ခန့်မြန်မြန်ပဲရှောက်နှမ်းလာခဲ့ကြတယ်။ယောက်ျားလေးခြေလမ်းကြောင့်တိတ်မသွားလိုက်ရပြီ။မကြခင်စိတ်ခနောက်ရွာတင်းညိုင်းတို့ရောက်ရှိလာခဲ့ကြလိမ့်မယ်။ချစ်တီးရဲ့ဒါစိတ်ခနောက်ရွာတင်းညိုင်းပဲကွာလား။တင်းညိုင်းနဲ့ဝင်ပြီးအလုပ်ရုတ်တရက်ထောက်လိုက်သည့်ခွေးဥတန်ကြောင့်ချစ်တီးရဲ့ခြေလမ်းများတုတ်ခနဲ့ရပ်သွားခဲ့တယ်။ချစ်တီးဘာဖြစ်တာလဲကွာ။ ခွေခွေဥတန်ကြားလိုက်လို့ပါ။ဩခွေဥတန်ကြားတာဆန်းသလားကွာ။လာစမ်းမှမင်းရလေ။ဟုတ်ဟုတ်။ကိုတာဒီကဆုခွန်နေတဲ့ဖြင့်ချစ်တီလည်းကိုတာဒီနောက်မှလိုက်ခဲလိုက်တော့တယ်။ခဏနေအောင်ချစ်တီ။ကိုတာဒီကပြောသဖြင့်ချစ်တီလည်းနေရာမှာတည်းရက်ကြီးနေလိုက်တယ်။ကိုတာဒီကအုပ်ုပ်တလုံးကိုရွှေပြီး ထိုအုပ်ကိုအပေါ်၌အသင်ပါလာသည့်အရက်နှင့်ကြက်ကြော်ဟာကူးပေါ်တင်လိုက်တယ်။ပြီးနောက်ကိုတာတိတရလက်အုပ်ချီပြီးနှစ်ဖူးတွင်ကတ်ထားလိုက်သည်။ပါဇက်ကလည်းတွတ်တွတ်ရွတ်ဆိုဟာတိုးရှိုးတောင်းမှန်နေသည်။ကွဲမိုင်ကြီးဟာဤကြက်ကြော်နှင့်အရက်ပလင်းဟာပူဇော်ပါလေ။စိတ်လိုရှိတိုင်းသုံးဆောင်တော်မူပါ။မိမိတို့လုပ်ငန်းကိုလည်းကျေနပ်ခွင့်ပြုပါ။အနောက်ရှက်အဟန့်သားတွေကိုလည်း ဖယ်ရှားပေးပါကွင်းပိုင်ကြီးခင်ဗျာထို့သို့တိုင်တယ်ပြီးသွားသည့်နှင့်အရက်ပလင်အားကင်ကအရက်လေးမျက်နှာတို့แน่แน่မျှပတ်လိုက်တယ်ပြီးနောက်အရက်ပလင်အားကြက်ကြော်နဘေး၌ပြန်ချထားလိုက်သည်ကဲလာရပြီချစ်တီလှုပ်ရှားရှိတာလှုပ်ကြစို့ရော့တမ်းမီငါနောက်ပါလိုက်ခဲ့ကုတာဒီကအရှိမဥဆောင်ကသွားနေတယ် လူတွေမြုပ်ထားသည့်မြေပုံများအုပ်ကူများရိုင်နှက်နှက်မှတ်တိုင်များကမီးလင်းရအောက်တွင်ထင်းထင်းရှားရှားမြင်နေရလိမ့်ခွေးများတူးဆွထားသည့်မြေပုံများထဲမှလူတွေကအယိုးများကမြင်မကောင်းပြန့်ကျန်နေကြတယ်။တင်းကြိုင်ပပတ်လက်တွင်ရှိသောတစ်ပင်ကြီးများကအမောင်ရံထဲတွင်မကောင်းဆိုးဝါးကြီးများအလားအုပ်မူထားလျက်ရှိနေကြတယ်။အာဘာဖြစ်တာလဲချစ်တီ ကျုပ်ကျုပ်ခြေထားကိုတခုခုဝင်တိုးသွားတယ်။အထိတ်တလန့်ပြောလိုက်သည့်ခြေတီးစကားကြောင့်ကိုတာတီလည်းဓာမီးဖြင့်ထိုးကြည့်ရှာဖွေလိုက်တယ်။ဟာဟိုမှာတွေ့လားခြေတီးမင်းခြေထားကိုဝင်တိုးသွားတာတော်ရုံတစ်ခေါက်ပါကွာ။ကြည့်လိုက်ကြည့်လိုက်ကိုတာတီထိုးပြသည့်မီးရောင်အောက်တွင်တော်ရုံတစ်ခေါက်အားမြင်လိုက်ရသည့်အတွက်အလဲငယ်စိတ်သက်သာရသွားလိမ့်မယ်။မကြောက်ပါနဲ့။ ဟိုအရှိဆိုရင်တရုတ်ကြီးစိန်ပေါ့ရဲ့အုတ်ကူကို ရောက်ပြီးချစ်တီးရအကြောက်ပါဘူးမကြောက်ပါဘူးကိုတာတီးရကိုတာတီးယုံအောင်ပြောလိုက်ရပါမယ်စိတ်ထဲမှာတော့တုံလုံးနေစေဖြစ်တယ်ကိုတာတီးခေါ်ဆောင်ရနောက်ကိုလိုက်ရင်သိမကြလိုက်တရုတ်ကြီးဥစိန်ပေါ့ရဲ့အုတ်ကူရှိကိုရောက်လာခဲ့ကြတယ်တရုတ်တထေးကြီးများတေဆုံးလျက်အုတ်ကူအကြီးကြီးများပြုတ်လောက်က ကူးသွင်းကြသည်မှာအမှန်ပင်ဖြစ်ကြောင်းချစ်တီတယောက်တွေ့လိုက်ရတယ်။ဥက္ခူကြီးအမြင့်မှာလူတည့်ရစာကရှိနေခြင်းကြောင့်ဖြစ်တယ်။ကဲလုပ်ငန်းစားလိုက်ကြဆိုချစ်တီ။ဘယ်ကနေစားဖောက်ရမှာလဲဗျ။ခေါင်းရင်းပိုင်းကစားဖောက်ရမှာကွာ။ပေတူနဲ့တစို့ငါ့ကိုမိခတ်အော်အော်ပြပေးရော။ဟုတ်ကဲ့။ချစ်တီလည်းတန်လျွင်အားဘေးချပြီးမိထိုးပြလိုက်တယ်။ ကိုထာတီလုတ်ပုံကင်ပုံများကို ကြည့်ရသည်မှာအတော်လေးကျွမ်းကျင်ပုံရတယ်။ဘဲအချိန်ဘဲကာလကတည်းကတက်မြောက်ထားသည်မသိပင်တူနှင့်တဆူထူရိုက်ခြင်းကြောင့်အင်္ဂရေကဒုက္ခနဲ့မြည်သွားလေတယ်။အတန်ကြာသည့်တိုင်အောင်အာပြင်းပြင်းနဲ့ထူရလေတယ်။အတန်ကြာမှအင်္ဂရေများကတစတစကွာကြလာတော့တယ်။တော်တော်အကုန်ကြခံပြီးတေချာကြကြနနာစောက်ထားတာပဲချစ်တီးရ။ အင်္ဂရေတွေကွာကြလာပြီးနောက်အတွင်းမှအုတ်ချက်တစ်ချက်ကို အစပေါ်တော့ကစိုးဖြင့်ခွဲပစ်လိုက်လေအစပေါ်လာပြီးနောက်တန်လျွင်းဖြင့်အုတ်တလုံးစီကိုခက်ခဲစွာဖဲထုတ်ပစ်လိုက်တယ်ကိုတာတီလည်းလူတကိုစာခန့်ဝင်လို့ရဖောက်ဖြက်လိုက်တယ်ရုတ်တရက်ဆွဆွငငငဥလိုက်တော့ခွေးဥတန်ကြောင့်ချစ်တီတီကချက်သိမ့်မွင့်ညင်းများပဲထထသွားရလေဒိညာပပလည်း ခေါင်းထောင်ပြီးကြည်လိုက်ရာဟာဘာဖြစ်တာလဲချစ်တီဟိုဟိုဟိုအုတ်ကူပေါ်မှာထိုင်နေတာဘာကြီးလဲဘယ်မှာလဲချစ်တီရဟိုဟိုမာလီဗျာဟဲ့ကောင်ချစ်တီမီးကိုရှောက်မထိုးနဲ့လေကွာတော်ကြဖြတ်သွားဖြတ်လာလူတယောက်ကမြင်သွားမှာဖြင့်မင်းပြတဲ့နေရာမှာလဲဘာမှမမြင်ရပါဘူးကွာโซนาကတေချာမြင်လိုက်ရတယ်ကုတာဒီယား အခုမှဘယ်ပြောက်သွားမှမသိဘူးကိုအလုတ်ကိုသာအယောင်ဆိုင်ဆာမှာချစ်တီးရာတင်းញိုင်းဆိုမှတော့နာနာဘဝကတော့ရှိမှာပဲသူလည်းသူ့အလုတ်သူလို့ကိုလည်းကိုအလုတ်ကိုလောက်ကြတာပဲကွာကြောက်မနေစမ်းပါနဲ့ကွာကိုတာဒီကပြောပြောဆိုဆိုတန်လျင်းကိုလှမ်းယူလိုက်တယ်ထို့နောက်တန်လျင်းထိတ်အားအသင်ပါလာသည့်ဖျောင်းနိုင်အားမိထွန်ပြီးတန်လျင်းထိတ်၌စိုက်ထားလိုက်တယ် ပြီးတော့မှဖျောင်းလိုက်ထွန်းညိကတန်တရင်အားအုတ်ကူထက်သို့လက်လံမိသည်မြထိုးထက်ပြီးဟိုရွှေ့တီရွှေ့လုံးနေတယ်ကိုဒါတီအဲ့ဒါဘာလောက်တာလဲဗျအတွင်းဘက်မှာလေရှိမရှိစမ်းတာဟာကွာလေရှိမရှိမသိပဲငါတို့ဂူတဲ့ဆင်းသွားအသက်ရှူကြက်ပြီးတေသွားမှာပေါ့ကွာဒီဖျောင်းနိုင်မီးမငိမ့်ဘူးဆိုတော့အထဲမှာလေရှိရဲ့ချစ်တီးကငါတို့ဝင်လို့ရတယ်ဆိုတဲ့သဘော လာဝင်ကြဆိုရကျုပ်ကဝင်ရမှာလားဟာဝင်ရမှာဘောကွာဘာလဲမင်းကအပြင်းမနေချင်လို့လားဟဲမနေချင်ပါဘူးဗျလိုက်လိုက်မှာဘောချစ်ဒီလဲကိုတာဒီနောက်တော့ကမန်ကရန်လိုက်ခဲလိုက်တော့အတွင်းတဲ့သူဆင်းလိုက်တည်နဲ့အပြင်းပိုင်းထက်ကျယ်ဝန်းနေသည်ကိုမြင်လိုက်ရတယ်အခန်းကြီးအလဲတက်တက်တွင်တော့ကြီးမားသောအခောင်းကြီးအားမြင်လိုက်ရတယ် ချစ်ဒီလာအခေါင်းဖုံးကိုဖွင့်ချစို့အခေါင်းကြီးရဲ့ပုံစံကနမ်မောင်နေပြီးအသေးအချာကြနာလှုပ်ထားပုံရတယ်စို့နဲ့တူပေးစားချစ်ဒီရော့ဒီမာကိုတာဒီကိုတာဒီကအခေါင်းဖုံးကြီးအားစို့နဲ့တေ့ပြီးတူဖြင့်အာကုံရိုက်ထက်ပစ်လိုက်တယ်တတုံးတုံးနဲ့၃လေးချက်ခန့်ရိုက်လိုက်တော့အခေါင်းဖုံးအနေငယ်ပွင့်လာတော့တယ် ဟွနာလိုက်တဲ့အပုံနံကြီးကွာတေမတော့နန်ရောပေါ့ချီတီးယားငါတို့အလောက်ကအပုံနံနဲ့ဂျင်သားရနေမှာကြိုက်တာကွာလာချီတီးအခေါင်းအဖုံးကိုဒုနေရမပြီးရွှေ့ရအောင်ဟုတ်ကဲ့အာကြာအဖြစ်အတကုံမပြီးရွှေ့လိုက်ကြရတာလေးလိုက်တဲ့အခေါင်းဖုံးကြီးကွာ ဟုတ်ပါကိုဒါဒီယာအေးဟိုဘက်နေရာမေးပြီးကတ်ထောင်ထားလိုက်ပါဟိုးလေးလိုက်တာကွာမင်းအနံ့မခံနိုင် နောက်ဆုံးနေငါလောက်တာကြည်တာကိုဒါဒီကတရုတ်မသားဥစိန်ပေါရဲ့အကောင့်ထဲသို့ဟိုနိုင်တည်နိုင် လုံးနေလေတယ်ထို့နောက်လွယ်ရည်တဲ့ကပလျာကိုထုတ်ကဥစိန်ပေါရဲ့ပါဆက်ထဲမှာသွားများကိုတချောင်းပြီးတချောင်းနှုတ်လေတယ်ကိုဒါဒီ အဲ့ဒီသွားတွေကိုဘာလို့ဘုနှုတ်နေတာလဲဗျအာဒါရိုးရိုးသွားတွေမဟုတ်ဘူးကွရွှေသားစစ်စစ်နဲ့လှုပ်ထားတဲ့ရွှေသွားတွေကွတချောင်းကိုအ ਨੇ ဆုံး၄မှတ်သားလောက်တော့ရှိတယ်ကွအခုခေတ်ရွှေစင်းနဲ့ဆိုရင်မနှဲဘူးကွအော်ဒီလိုလားချစ်ဒီလဲစိတ်ဝင်စားသွားပြီကိုတာဒီအနီတို့ရောက်လာတော့တယ်ကိုတာဒီကအလောင်းရဲ့နဘေးတစ်ဖက်တစ်ချက်စီတို့နှိုက်ပြီးရှာနေတယ် ဟာထော်ပြီထော်ပြီရောင်ဘာတွေလဲဗျဒီမှာကြည်စမ်းငွေတွင်းငားတယ်ပြန်ရောင်းရင်တပြားတော့အ ਨੇ ဆုံးယာကနန်းရှိတယ်ကွာဟာကိုတာဒီကပြောပြောဆိုဆိုလွဲထဲတို့ထဲ့နေလိုက်တယ်အ ਨੇ ဆုံးဒင်းငားပြအပြား90ခန့်ရှားလိုက်လေချစ်တီမင်းကလက်ကနာယူချွတ်ကွာဗျာ လုပ်လေကွာမင်းကလည်းတုတ်ဆိုင်တုတ်ဆိုင်နဲ့ကြောက်မနေစမ်းပါနဲ့အလောင်းကမင်းကိုထားမကြိုက်ပါဘူးကွာအကြီးအချွဲတွေထွက်ပြီးပုတ်ပွားနေတော့လက်ကြီးမနိုင်အားချစ်တီးတရမတတီစွာဖြင့်ဖြုတ်ယူလိုက်တယ်အဲ့ဒါအကောင်းစားနိုင်ကွာလက်ပတ်ကလည်းရွှေသားဆစ်ဆင်းနဲ့လှုပ်တာဒါချစ်တီးရအဲ့ဒါမင်းယူထားလိုက်ဟုတ်ကွာဒါဒီဟဲ့ ဘာဘာတန်ကြီးလဲကုတာဒီမသိဘူးကွာညီးတန်လိုလိုတော့ကြားလိုက်တယ်တော့တွားကြရအောင်ဗျာနေအောင်ကွာအခေါင်အဖုံးကိုပြန်ပေးရအောင်မယ်နေရနိုင်ကတ်ထားတော့အခေါင်ဖုံးကြီးအားမှားရွှေ့ပြီအခေါင်ကြီးပေါ်တော့ပြန်ဖုံးထားလိုက်တယ်ခွေးဦးတန်ကြီးကကျုပ်တို့အပေါ်ကနေဦးနေတယ်လို့ပဲကုတာဒီဟာမဟုတ်ပါဘူးကွာမိတ်စိတ်ထင်နေလို့နေမှာပါ လာငါတို့အပေါ်ပြန်တက်ကြစို့ဟုတ်ကိုဒါရီနောက်မှကကအပေါ်တို့ပြန်တက်ခဲ့ကြလေတယ်ဟာကိုကိုဒါဒီဟိုဟိုမှာဘာလဲကွာဟဲချစ်ဒီကလက်ညှိုးထိုးပြီးပြသည့်နေရာအကြီးကကိုဒါဒီတရမျက်လုံးပြူသွားရလေတယ်တယောက်ကြီးဥစိန်ပေါရဲ့ကိုပေါ်နိုင်ခါထဝီမတက်ရနေသည့်တဲမကြီးအားမြင်လိုက်ရလေတယ် ကျွန်တော်ဆော့ဆော့ကပြောတဲ့မိမကြီးကသူ့ပဲကိုတိုင်ကြီးငါပိုင်နဲ့ထဲထီလာပြီငါ့ကိုခွင့်မတော်ပဲလုံးဝင်သလားဟဲ့နင်နင်ကဘသူလဲကောင်းမငါ့ကိုပြောစမ်းဘာလို့ငါတို့လာနောက်ရှက်နေတာကိုဖောက်စားတဲ့ကောင်းကများငါ့ဘသူလဲလာမင်းနေတယ်ငါ့ဘသူလဲမသိဘူးလား နင်တို့စောက်ကြည့်နေတာကြာပြီလုံးခွင့်မသားသေးလို့ငားငိမ့်နေတာအခုငါပိုင်တဲ့ထဲရောက်လာပြီဆိုတော့နင်တို့ကလွတ်မပေးနိုင်ဟုတ်အကောငါနမီမသေးခင်မှတ်သွားသင်းငိုင်းစောက်မဖဲဝါဟဲ့ငါမဖဲဝါပဲဟာဟာကိုတာဒီအလွန်မင်းကြောက်လန့်သွားတယ်လို့ချစ်တီလည်းထိတ်လန့်သွားရလေတယ်နင်တို့ငါလက်ကပြေးမလွတ်ပါဘူး မဖဲဝါဆိုတဲ့တင်းညိုင်းသောတေမကြီးကအုပ်ဘူပေါ်ကလက်ခဏပြောက်သွားပြီးကိုတာတီအနီးမှာရုတ်တရက်ပေါ်လာတယ်။မြန်ဆန်သောလက်ကြီးဖြင့်ကိုတာတီရဲ့လေဗင်အားညှစ်ထားလေတယ်။ကိုတာတီရဲ့ခြေထောက်နှစ်ဖက်လည်းမြေကြီးနဲ့နှစ်ပေခန့်လွတ်သွားနေလေတယ်။ပြေပြေပြေတော့ကိုတာတီကဝန်ကောင်းတန်ကြီးဖြင့်အတန်ကိုအာယူကပြောလိုက်ခြင်းဖြစ်တယ်။ ချစ်တီလဲကြောင်ကြည့်နေရမှာတတိဝန်လာကထိုနေရာမှာထွက်ပြေးလာခဲ့တော့တယ်။နောက်လဲကြည့်လိုက်တော့ဘဖဲဝါကြီးကပွတ်တာဒီအားလဲလိန်ချိုးကတက်ပြစ်လိုက်လေတယ်။ချစ်တီလဲကိုတာဒီအဖြစ်ပြက်သမ ्या ကိုကြည့်ကအလွန်မင်းတုံလို့သွားရလေတယ်။ချစ်တီတယောက်တင်းကျန်းအတွင်မှာမြန်မြန်ထွက်နိုင်အောင်အသက်ကုန်ပြေးထွက်လာခဲ့တော့လေတယ်။တရုတ်ကြီးဥစိန်ပေါ့ထံမှချွေးမြလာတိလက်ပတ်နိုင်လေ။ ဘယ်မှာကြလို့ကြခဲ့မှမသိရတော့ဘူးမိမိအသက်လွတ်မြောက်ရဖို့ကိုသာမနေပြေးလာခဲ့ရလေတယ်ရွာရောက်တည်နေတိုင်အောင်မနာမတမ်းပြေးခဲ့ရသည့်အတွက်မောလုံးဆုပ်နေခဲ့လေတယ်အင်ကိုရောက်ပြန်တော့လဲအိမ်မတမ်းမတက်သေးပဲအိမ်ရောက်တွင်အနားယူအမောဖြစ်နေလိုက်တယ်15မိနစ်ခန့်ကြာမှအနှဲငယ်တက်တာလာသဖြင့်အိမ်ပေါ်သို့ခြေဖောက်ဖောက်နေပြီးတက်လာခဲ့ဖျားစင်ပေါ်မှာရေမအနှဲငယ်ယူတော့လိုက်မှာ ကြောက်ရွံ့နေတာကအနှဲငယ်တက်တာသွားလိမ့်တော့တယ်။အခန်းထဲကိုကြည့်လိုက်တော့နှစ်နှစ်ချက်ချက်အိပ်ပျော်နေသောမိမနဲ့သားသမီး၃ယောက်အားမြင်လိုက်ရတယ်။မတော်လောဘတက်ပြီးလှုပ်ခဲ့သည့်လှုပ်ရကြောင့်အသက်မတည်အောင်မနှဲထွက်ပြေးလာရသည့်ကိုဇနီးနဲ့သားသမီးများတိပါကစိတ်မကောင်းဖြစ်ကြသည်မှာမလွဲပေ။ထို့ကြောင့်ပြောပြရန်စိတ်မကူတော့ပဲဇနီးတဲ့နှဖေးတို့သာအသားကလေးဝင်ခွေနေလိုက်တယ်။ ခေါင်းပေါ်ရောက်ပေမဲ့အိတ်မပြောင်းနိုင်မှဖြစ်ပြက်ခဲ့သမျှနဖူးပေါ်လက်နဲ့စဉ်းစားနေမိတော့တယ်။မဖဲဝါရဲ့လက်၌မရှိမလသေဆုံးသွားသည့်ကိုတာဒီအတွက်လည်းစိတ်မကောင်းဖြစ်နေတယ်။နောက်နေ့မနက်လင်းသည့်နေ့ကိုတာဒီတယောက်တင်းကြီးမှဂူဖောက်ပြီးသေဆုံးရသည့်မှာမိမိပါပါဝင်ပသက်နီကိုတိရှိသွားပါကထောင်နှန်းဆန်ရပေုံးစိတ်ပြက်လက်ပြက်ဖြစ်ကအဲ့ရမပြောနိုင်အောင်ဖြစ်နေတော့တယ် တညာလုံးတောင်တွေးမြောက်တွေဖြင့်သာမိုးလင်းကြရလေကိုချစ်တီကိုချစ်တီထပါဦးဘာတော့မိမရပြောစရာရှိလို့ဘာလဲပြောလေစိတ်ကနောက်ရတင်းကြီးမှာကိုတာတီအသက်ခံရလို့တဲ့ဟမ်ဟုတ်လားဟုတ်တယ်နောက်ပြီးကြတော့တရုတ်ကြီးတစ်ထေးဦးစိန်ပေါ့ရဲ့ဂူကြီးကလည်းအဖောက်ခံထားရတယ်တဲ့အသက်ခံရတဲ့ကိုတာတီရဲ့လွယ်ရိတ်ထဲမှာလည်း တယောက်ကြီးဥစိန်ပေါ့ရဲ့ပစ္စည်းတွေကိုလည်းတွေ့ရတယ်။အဲဒါကြောင့်ကိုတာဒီကဂူဖောက်ပြီးလှုပ်ရှားတဲ့လူမှန်တိသွားကြတာတဲ့။ရဲတွေနဲ့ရွာသားတွေကပြောတာကတော့ဒီကိစ္စမှာကိုတာဒီတယောက်ထဲတော့မဖြစ်နိုင်ဘူး။နောက်ထပ်ပါဝင်ပတ်သက်နေတဲ့သူရှိကိုရှိရမယ်ဆိုပြီးစုံစမ်းနေကြတယ်တဲ့။သူတို့အချင်းချင်းအဝေးမတက်လို့ရံဖြစ်ရင်လက်လွန်သွားတယ်လို့ရဲတွေကကောက်ချက်ချထားတယ်ဆိုပဲ။ဒီတဲ့င်းကဟိုးဟိုးကြော်နေတာယောက်ျားရဲ့ ဒါဆိုကိုတာတီးရဲ့မိန်းမမခင်ဆန်ရောဒီကိစ္စသိပြီပြီလားသိတာပေါ့ရဲတွေကလည်းမခင်ဆန်ကိုစစ်စစ်မေးပြီးသူယောက်ျားနဲ့ဘသူတွေပါဝင်ပတ်သက်နေလဲလို့စုံစမ်းအောင်မထင်တာပဲဖះဖះမပြောပါစေနဲ့ဘာပြောလိုက်တာလဲယောက်ျားဘာဘာမှမဟုတ်ပါဘူးဒါနဲ့နေစမ်းမအောင် ရှင်လည်းမင်းညကအိမ်ပြန်ရောက်နောက်ကျနေတာဘဲတွေသွားနေတာ ငါငါကိုဖိုးကြီးအရေးဆိုင်မှာရက်တောက်နေတာပါဟာဘယ်သူနဲ့တောက်နေတာဟိုဟိုဟိုပါလဲရှင်တခုခုနဲ့ပြောမှဖြင့်ပြောစမ်းပါကိုကိုတာတီးနဲ့တောက်နေတာရှင်ဒါဒါဆိုကိုတာတီးမတည်ခင်ရှင်နဲ့တွေ့ခဲ့တယ်ပေါ့ဟုတ်လားဟုတ်တယ်ဟာဒါဆိုသင်းချိုင်းမှာကူဖောက်တဲ့ကိစ္စကရောရှင်ပါသေးလားမမပါပါဘူးဟာ ရှင်ကျမမလိန်နဲ့နော်အမှန်တိုင်းပြောကျမကိုအမှန်တိုင်းပြောပြလို့လဲရှင်ကိုကျမရဲမတိုင်ပါဘူးငါငါအမှန်တိုင်းဝန်ခံရရဲ့ကိုတာတီးနဲ့ငါလိုက်သွားခဲ့တယ်ဟာရှင်ဒါဒါဆိုကိုတာတီးကိုတတ်တာရှင်လားမဟုတ်ပါဘူးမဟုတ်ဘူးကိုတာတီးကိုငါမတတ်ခဲ့ဘူးတရေမကြီးမဖဲဝါကတတ်လိုက်တာ ငါအရှိမတည်းလဲလိန်ချိုးပြီးတတ်လိုက်တာဟာရှင်ပြောတာတွေက အမှန်တယ်လားဖယားစုကြိမ်ပါတယ်ဟာငါကုတာတီးကိုမတက်ခဲ့ပါဘူးအဆဆုံးရှင်းပြမယ်ဒီလိုဟာကိုချစ်တီးကမိမဖြစ်သူအားဖြစ်ချောင်းကုံစင်ပြောပြလိုက်တော့တယ်ဖယားဖယားမတည်ကောင်းမပြောက်ကောင်းရှင်ကျမကို ပြောပါတော့လား အစကတည်းကငါအရက်တောက်ချင်လို့ဆိုပြီးကျမကိုပြောရင်ရှင်းအရက်ဖို့ကျမကပေးမှာပေါ့အခုတော့တရေအသက်ခံရတော့မလို့နောက်ကိုအဲ့လိုအလုံးမျိုးမလုပ်ပါနဲ့ကိုချစ်တီးရဲ့ရှိရတူမရှိတူပေါ့ရှင်အလုံးမရှိတဲ့အတော်အတွင်းကျမရှာကျွေးနိုင်ပါလားတော့ငါမားတာပါဟာလောဘစောတက်ပြီးလိုက်သွားမိတာငါမားတာပါဟာဒါနဲ့ဒါအရေးမကြီးသေးဘူး ကိုတာဒီမိမမခင်ဆိုင်ကဒီအကြောင်းသိလို့ရဲကိုဖွင့်အားလိုက်ရှင့်ကိုရဲတွေလာဖမ်းကြလိုက်မယ်ဘယ်လိုလုပ်ကြမလဲငါလည်းမသိတော့ဘူးဟာမခင်ဆိုင်ကဖွင့်မပြောပါစေလို့ပဲငါဆူတောင်းနေရမှာပေါ့ဖះဖះမခင်ဆိုင်တရားဒီကိစ္စတွေကိုအမှန်တိုင်းမပြောပါစေနဲ့ဖះဒီနဲ့မသိခင်လားပါဇက်ကနေတစ်ခေါက်ခွာဆူတောင်းနေပြီတော့ညနေဆောင်ရောက်တော့ ကိုတာတီမိမမခင်စင်တရားကိုချစ်တီအိမ်တို့မလာစဘူးရောက်ချလာတယ်။မခင်စင်ကိုမြင်လိုက်တည်နဲ့ကိုချစ်တီနဲ့မသိခင်ရင်နဲ့ဒိတ်ခနဲဖြစ်သွားရတယ်။မခင်မခင်စင်ပါလား။မလာစဘူးအလာထူလို့ဘာကိစ္စများရှိလို့ပါလဲ။ငါယောက်ကြတော့တည်ပြီ။ငါလည်းခလေးနှစ်ယောက်နဲ့မုတ်ဆိုးမှဖြစ်ခဲ့ပြီ။သိခင်ငါယောက်ကြအလောင်းကိုလည်းစစ်စည်းချက်ယူပြီး ်မြို့မှာပဲတကြိုခဲ့ရတယ်။အလောင်းကိုစစ်ဆေးကြည့်လိုက်တော့လူသက်သမားနဲ့ပတ်သက်တဲ့တက်တွေဘာအထောက်ထားမှမတွေ့ရသလိုဘလို့မှလည်းအဖြေရှာမရကြဘူး။လယ်ဘင်းရိုးကျိုးတာတခုပဲအဖြေရှာလို့ရကြတယ်။သူတို့ကတော့ငါ့ကိုဒီကိစ္စမှာဘသူတွေပါဝင်ပတ်သက်နေလဲဆိုပြီးအမျိုးမျိုးစစ်ဆေးမေးမြန်းကြတယ်။ဒါပေမဲ့ငါဘာမှမသိဘူးလို့ပဲဖြေခဲ့တယ်။တကယ်ပဲမသိတာလားတမင်မသိချင်အောင်ဆောင်ခဲ့တာလားမခင်ဆိုင် ဒီကိစ္စမှာမင်းပါမန်ကတိရချစ်တယ်၅ယောက်ကြာကအားလုံးပြုတ်ပြပြီးမှအိမ်အားထွက်သွားတာဒါဆိုမက်ခင်စင်ကဘာလို့အမှန်တိုင်းမပြောခဲ့တာလဲရှင်ကိုချင်းစာလို့ပေါ့အေးငါအမှန်တိုင်းပြောပြလိုက်ရင်နင်းယောက်ျားလည်းထောင်ကြမယ်နင်းလည်းခလေး၃ယောက်နဲ့ဒုက္ခရောက်မယ်ငါလို့ဖြစ်မှဆိုလို့ငါတမင်မပြောခဲ့တာဂျေဇုတင်ပါလေမက်ခင်စင်ရဲ့မက်ခင်စင်သာကိုချင်းမစားခဲ့ရင် ျမယောက်ျားလည်းထောင်ထဲရောက်နေတော့ပြီဟုတ်ပါတယ်မခင်ဆယ်ရဲ့ကျမတို့ကို အခုလိုကူညီတာကျေးဇူးတင်ပါတယ်ချစ်တီတယောက်လည်းဟုတ်ပါတယ်ဗျာမခင်ဆယ်ရဲ့ကျွန်တော်တို့ကိုအခုလိုကူညီတာကျေးဇူးတင်ပါတယ်ဗျာအဲ့ဒီကျေးဇူးကိုတသက်မမေ့ပါဘူးဗျာငါတခုပြောချင်တာကတော့နောက်ကိုဒီလိုအလုပ်မျိုးတွေဘယ်တော့မှမလုပ်မိစေဖို့ငါမှာခဲ့ပြရစေစိတ်ချပါမခင်ဆယ်ရဲ့ ကျွန်တော်ဘယ်တော့အခါမှဒီလိုအလုပ်မျိုးမလုပ်စေရဘူးလို့ခတိပေးပါတယ်။အခုဖြစ်ခဲ့တဲ့ဖြစ်ရဟာကျွန်တော်တည်တဲ့အထိကျွန်တော်ရင်ထဲမှာဆွဲမြဲနေတော့မှာပါဗျာ။음။ကဲငါပြန်တော့မယ်။ဟုတ်ကဲ့မခင်စင်။နှုတ်ဆက်ပြီးထွက်သွားတဲ့မခင်စင်ကိုကြည့်ကကိုချစ်တီတို့လင်မယားနှစ်ယောက်စိတ်မကောင်းဖြစ်နေကြတော့သည်။